ကတိရွှေ channel လေးကပြန်လဲကြိုးစားပါဗျာနော် နေပါလေပြောချင်းလဲဆိုတော့နော်ချွေကုတ်ကိုပေါ့နော်ချွေကုတ်ကိုအခု KK ဘက်ကတော့တော်များအကုန်ပြက်စီးသွားပြီပေါ့နော်တော်များပြက်စီးသွားပြီခုချွေကုတ်ကိုမှာကုန်ပြေးရွာလာအခုကောင်တော့အဲ့ဒါကိုလည်းတချို့ကစကားရိုက်နေပြုနေအေးအေးပါအေးပါမင်းတို့ပဲမင်းတို့ပဲတည်မင်းတို့ပဲတက်တယ်မင်းတို့ပဲတော်တယ်ဘာလို့ तू ကနိုင်ငံခြားမှနေတာဟုတ်နိုင်ငံခြားမှနေပြီးတော့တိလာကီးဘုတ်ခေါက်လိုက်တာနဲ့အမဲ तू ကကြည်လို့ရတယ်ပြုလို့ရတယ်အာတဲ့င်းနေသူတို့ရေမှာအမှန်ကန်နေပေါ့ဟော မြန်မာနိုင်ငံနဲ့နေရကောင်းတဲ့ဆောက်ဘောတွေဟုတ်တယ်မြန်မာနိုင်ငံနဲ့နေရကောင်းတဲ့ဆောက်ဘောတွေနော်ညော်ဒီမှာ KK ဘက်ပြည်စည်းနေရလေးတစ်ချက်ယဉ်ကြည့်လိုက်မယ်ပေါ့နော်ဒါ KK ဘက်နော်ဒါ KK ဘက် KK ဘက်နော်အမအကုန်ပြည်စည်းပင်ရောဒီဘက်ပြည်မှာဟိုတယ်အကြီးရောဘာရောညာရောကိုခင်ဗျာနော်ဒါဒါကမှမြင်တဲ့ဟိုရင်းကြီးအမနော်ဂျင်နေပါရောအမတွေ့လားဂျင်ဆက်တွေပါရောတွေ့လားနော် ကျွန်တော်အာဂရာခမ်းမှာပေါ့နော်ဒီဘက်ကဟိုတယ်ကြီးတော့အကုန်ပြက်စီးကုန်ပြီအကုန်လုံးပြီးပြီနော်ကျတော့ပြက်စီးပြက်စီးနေပြီအဲ့ဒါတို့တချို့ရပါပြီတော့အကောင့်တိုင်းရှိနေသေးတယ်ဘာညာကွီကပြောနေရရရှိသေးတယ်ဂျိုရူတပ်ပေါ့ဂျိုရူတပ်ပေါ့မတော်တော်မှန်နေရဆိုတော့ဒီမကြီးအမဟိုတယ်အကုန်ပြက်နေပြီနော်အဲ့ကြတော့အမကားတွေကိုရောနော်အမတွေနော်အကုန်လုံးအကုန်လုံးတော်တော်များလက်ထားပြီနော်အကုန်လုံးတော်တော်များကင်လိုက်ပြီ ကြတော့ဒါတော့ခေခေပတ်ပေါ့နော်ခေခေပတ်နော်ဒါခေခေပတ်ထက်လာမှာပါတော့နော်ကြတော့ထက်လာမှာ SKK လာဒါတော့မသိဘူးလေခင်ဗျာအကုန်လုံးကတော့ညာတွင်ချင်းနေပြီးတာများကျွန်တော်ပြီးရင်ဖွင့်ပြမှာအဲ့ဒါတို့ချူအကျိုးစီးပွားရှိတဲ့လူတွေကခင်ဗျာအာဘာမှမဖြစ်ပါဘူးဘာဘူးညာဘူးအရှိသေးတယ်ဘာမှမဖြစ်ပါဘူးဘာဘူးညာဘူးအရှိသေးတယ်ခင်ဗျာနော် ကြတော့ဒါတော့ KK ဘက်ပြည့်စည်နေတဲ့အရာပေါ့နော်အကြတော့ဟို KK ဘက်ပြည့်စည်နေရပြီးတော့နော်ဒီမှာနော်ရွှေကုတ်ကိုလူရောင်းထက်ခေါ်နေသေးရပြုတ်နေသေးရတဲ့နော်သူပြောသူ့ကပြောအရင်နားထောင်လိုက်အောင်ပဲပြီးတော့မှကျွန်တော်ထပ်ပွင့်ပြမယ် ရှိခုကမှရောက်နေတယ်ညီကောင်မတို့မအားလုံးပဲမင်္ဂလာညချမ်းလေးပါလို့နှုတ်ဆက်ပါတယ်အမဒီညအာလာအတိကပြောချင်တဲ့ကိစ္စရတော့အလုတ်ကိစ္စမဟုတ်ပါဘူးเนาะအလုတ်တရားတော့လူခေါ်ပါသေးတယ်အလုတ်တွေလူလိုပါသေးရယ်เนาะနေရာတော်တော်များများမှလူလိုပါသေးတယ်ဒါပေမဲ့ဒီညပြောချင်တဲ့ကိစ္စတော့အခုနိုင်ငံရေးချေနေနေပေါ့เนาะသူလောသူလောပေါ့အာအစ်စ်ပဲဖြစ်တော်မလားထွက်ပြေးရတော့မလား ပြီးလို့ရှိရင်ဘုံမဲ့လာကျဲတော့မလားပေါ့အဲ့လိုမျိုးနိုင်ငံရေးချင်းနေတွေသူ့လိုသူ့လိုဖြစ်နေတယ်မတည်ငြိမ်တဲ့အချိန်မှာစိုးရိမ်ပူပန်မှုတွေနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေမှာဆိုလို့လာပြောပြတာဟောဘာမှအလောက်ထီကြီးစိုးရိမ်ပူပန်စရာကိစ္စတော့မဟုတ်သေးဘူးအခုလောလောဆယ်ကတော့အားလုံးညီတိုင်းညီတုံးနှိုင်းတုံးပေါ့နော်ပြီးတော့အဓိကပြောချင်တာကဒီမြာဒီရထဲတွေအားလုံးဟိုသတိရိယာနဲ့နေကြပါအပြင်နေလဲတိတ်မထွက်ကြပါနဲ့နောက်တစ်ခုကကြတော့လေကိုနေတဲ့လက်ရှိ ဟိုတန်ရတော်၎င်းအိမ်တော်၎င်းတိုက်ခန်းတော်၎င်းဟိုတယ်တော်၎င်းအကုန်လုံးကတတိယရိယာနဲ့ဟိုအထောက်ထားခိုင်ခိုင်လုံလုံလေးနဲ့နေစေချင်ပါတယ်ဘာလို့လဲဆိုတော့သူတို့က లై စစ်မှာဆိုတော့လေอืมအဓိကစစ်ဖြစ်ဖို့ဘာလို့တော့ရရင်ကြောက်စရာလည်းမလိုဘူးနောက်တစ်ခုကကြတော့ ဟောအခုကြားဖြန်နေပေါ့နော်ပြင်မာနေတဲ့ကြားဖြန်လုပ်နေတဲ့ကလေးတွေလူငယ်တွေပေါ့နော်လူငယ်မောင်မယ်လေးတွေလည်းဟောအရန်ကြီးစိုးရင်ပူပိန်ပြီးတော့ဟောနေကြမလို့ပါဘူးဥပမာနေထိုင်ခွင့်ရှိတယ်ဆိုလို့ရှိရင်လည်းကိုနေထိုင်ခွင့်လေးနဲ့ပေါ့နော်ကိုအခန်းလေးထဲမှာအေးဆေးဆေးလေးပဲ ဟိုနေကြပါလို့ဟောဒါမဲ့ဟိုပြောတာပေါ့နော်အမဒီလောက်ဖြစ်ဖြစ်နေရအားလုံးဟိုတွားကြပြန်ကြလာကြတာပေါ့နော်ဒါမှန်တော့မှန်ပါတယ်ဟိုအမတို့လည်းရောက်ခစားကတော့ဒီလိုပဲကြောက်ကြတာပဲဟိုကြောက်တယ်ပေါ့နော်ဒါပေမဲ့အခုလောဆယ်ကျတော့ဘယ်လိုပြောမလဲအမတို့ကျတော့အတွေ့အကြုံလည်းရှိသွားပြီဒီလိုရောက်တာလည်းကြာပြီဆိုတော့လေအလောက်ထိကြီးတော့ဟိုအရင်ဆိုရင်ကြာတော့မရှိပါဘူးဟိုသူ့လိုလိုနဲ့ပြီးသွားမှာပါเนาะတခုဟိုတခုဆိုလို့ရှိရင်အရင်ကြီးကြောက်ပြီးတော့ဟို ပြောမယ်ဆိုလို့ရှိရင်ဆုံးဖြတ်ချက်တွေအရင်ဆုံးချမိမှာဆိုလို့ပေါ့နော်ဒလောဆယ်စိတ်အေးလေးထားကြဖို့အမကဒီနေရာနေပြီးတော့ပြောချင်တာပါအားလုံးကောင်းသောညလေးဖြစ်ပါစေအိမ်မက်လက်လက်ဖြစ်ပါစေအလုတ်ကင်ကြီးဆင်ပြပါစေနော်ကြောက်စီရရင်နော်ဘာပြောလို့ပြောမလို့တကယ်ကိုကျိုးစီပွားပဲတားကြည့်တာခင်ဗျာကဲပြောတာကများဒီလိုဟာမျိုးတွေကများဘသူသေးသေးငတိမှန်ပြီးတော့လူတွေတော့ဂျွန်စရာကောင်းတာမရှိဘူးခင်ဗျာခင်ဗျာ ဒီမှာကြည့်လိုက်အမခင်ဗျာဘလောက်ထိဖြစ်ပြနေလို့ဆိုအခုစားတော့ဆိုင်နေအကုန်အမနော်ကုန်ပစ္စည်းရောင်းနေလို့အကုန်သိမ်းနေရမှာတစ်ချက်ကြည့်အဲဒီမှာအချင်းနေမကောင်းဘူးမကောင်းဘူးငါတို့အကုန်လုံးပဲဒီမှာသူများလည်းထပ်သွားပြန်ကုန်ပြီငါတို့လည်းပြန်ရတော့မှာမကြည့်ပစ္စည်းတွေသိမ်းနေပြီအေးခုနလူစုတဲ့ချိန်လိုက်ဖို့ပြင်နေကဲခင်ဗျာအကုန် ဒီလောက်ဖြစ်ပြနေတာကို AC ပါပြုနေပြုနေပြီဆိုတော့ဩခမဘလောက်ဂျွန်စရာအကောင်းဆုံးဆိုတော့အဲ့ကောင်ပါခင်ဒီမှာကြည့်လိုက်ရမှာอืมကိုတိုက်ရထားချင်းနေပေါ့နော်ရထားချင်းနေဟုတ်လားတော့လေတော့ဒီလိုမျိုးဖြစ်နေအမအခုထုတ်လိုက်တဲနေကုန်ပြီအခုထုတ်လိုက်တဲကုန်ကြပြီနော်ကုမ္ပဏီကလည်းထွက်ပြေးကုန်ပြီ စနေတော့ဒီလိုမျိုးပါပဲအမဘူးထုတ်လေတော့ကုမ္ပဏီကထွက်လာတဲ့လူတွေနော်ကားလည်းရံပိတ်နေဒီမှာဘာနော်ကိုရထိုင်ကဒီများကလုံးထွက်နေကုမ္ပဏီထဲကလူတွေဟာကုမ္ပဏီထဲကလူတွေထွက်လာရယ်နော်အနေကားလည်းရံပိတ်နေငါလည်းကိတနာကြီးတော့ရှိနေ Okay. ဒီလောက်ဖြစ်ပြနေတာကိုဘာမှမဖြစ်ပါဘူးတဲ့ဆိုတော့မစိုးရိမ်ပါနဲ့ဆိုတော့ပြီးရင်အမှရဘီဂျက်ကရှင်းမဲ့ဟာလည်းပါတယ်နော်အဲအဲအာနောက်မှဖွင့်ပြမယ်အာနောက်ဆုံးဖွင့်ပြမယ်ကိုဒီမှာအမှထက်ကြည့်လားအမှအမှအကုန်ခမကြားပြငွေလည်းကမှအပူဇာစားရလူတွေအမှနိုဝင်ဘာလ18ရက်ညနေအမှအကုန်18ရက်နေ့တွေအမှဝမ်းသာတယ်ဝမ်းသာတယ်ခင်ဗျာ သူများတွေကိုလုတ်ခဲ့ကင်ခဲ့တဲ့ဟာရဲ့အမကြီးဝါမှာခင်ဗျာဟမ်ဟမ်သူများတွေကိုလုတ်ထားကင်ထားတဲ့ဟာရဲ့ခင်ဗျာအမဟမ်အမကြီးဝဒီလောက်အသေးစံဖြစ်နေတာကိုရှေ့ရကောင်မှာဗာပြောတော့အေးသေးပါအဲ့ဒီမကြီးဝခင်ဗျာဒါအေးသေးတဲ့ဟာလားအေးသေးတဲ့ဟာလားခင်ဗျာကေကေပတ်တော့လည်းအဲ့လိုပဲလေခင်ဗျာဇက်ကရိုက်နေတာပါပြုနေတာပါအဲ့ဒါဆိုခင်ဗျာအခုအမ BGF ကအမခင်ဗျာအမသူတို့ဒူးဘာမှမသိဘူး ခင်ဗျာပြောထားတဲ့ဟာတရှက်လာမယ်ဟုတ်လားဒီမှာကြည့်လိုက်လေခင်ဗျာဒီလောက်အမှအကုန်လုံးရှင်းနေရအောင်ခင်ဗျာဟမ်ဟမ်အဲ့တော့ဒီမှာနော်တရှက်နားတော်လာအမှ BGI ရဲ့ကြားဖြတ်နေနေရေးဆိုတဲ့ဟာနော်အမှပြောထားတဲ့ဟာအပြတ်ရှင်းပါတယ်တော့လုံးဝပပျောက်နေဒီဒီရပ်ပိုင်းထဲမှာပဲကိုတို့က ဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပိဓာဖယ်စားရှင်းလင်းတော့မဟုတ်ဘူးအရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့အခါကျတော့ကိုတို့ကပလန် B ကိုကြော်ပြီးတော့ပလန် B နဲ့ C ကိုတခါတည်းပေါင်းပြီးတော့ကိုတို့အပိဓာဖယ်စားရှင်းလင်းဖို့အတွက်ကိုကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းပွင့်လင်းပြောရင်ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတခါကျတိုက်ဆိုင်လာတာရှိတယ်အများနဲ့တိုက်ဆိုင်လာကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငကိုတည်းရာထားပြီးတာဒါမဲ့အဲကျွန်တော်တို့ရာထားတဲ့ကာလနဲ့ အဲတိုက်ဆိုင်မှုလေးတွေကတော့ဒါလေးရရှိတယ်ဖိအားကြောင့်မဟုတ်ဘူးကျွန်တော်တို့လုံတိလုံထိုက်တဲ့အရာကြားဖြတ်အထူးနေနေတပ်ဖွဲ့ဖွဲ့စည်းရလဲဆိုတော့တစ်ချက်ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိတ်ခါအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံတိတ်ခါအတွက်သုံးချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံတိတ်ခါအတွက်လေးချက်ကျွန်တော်တပ်ဖွဲ့ဂုံတိတ်ခါငါးချက်ပါကျွန်တော်အကြီးကြီးရဲ့ဂုံတိတ်ခါဂုံတိတ်ခါငါးခုအတွက်ကိုကျွန်တော်တို့ကကြားဖြတ်နေနေရေးကိုမဖြစ်မနေကျွန်တော်တို့လုတ်ကူလုတ်ရမယ်ဆိုတဲ့အချိန်ပေါ့ ီနေ့ကိုဟိုသာပေါ့ဟိုကြာဖြန့်တိုက်ဖြတ်ဖို့အကိုတော့ဘယ်လိုမျိုးဟိုသာစီစဉ်ထားတာပေါ့ဘယ်လိုထပ်လုပ်မလဲအခုကျွန်တော်အဲ့ဒီဒီကြာဖြန့်တိုက်ဖြတ်ရေးမစခင်မှာကျွန်တော်ဟိုနည်းနည်းလေးအရှိမနည်းနည်းလေးပေါ့နည်းနည်းလေးကျွန်တော်ရှင်းပြစေတာရှိတယ်ဒါဟိုရင်တော့တခါရှင်းပြခဲ့ပြီးပြီပေါ့နော်ကျွန်တော်တို့ဒီရွှေကုတ်ကိုကျွန်တော်တို့ကအာ နိုင်ငံခြားယဉ်ညွမြှုပ်နှံမှုကျွန်တော်တို့စပြီးတော့ဖိတ်ခေါ်တယ်ဆိုတာကကျွန်တော်တို့ဒေတာဖို့ဖြူတိုးတက်စေခြင်းလို့ကျွန်တော်တို့နိုင်ငံခြားယဉ်ညွမြှုပ်နှံမှုဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့မျိုးပြလုပ်ခဲ့တာပေါ့နော်နောက်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာဒီနိုင်ငံခြားသားတွေကနေ ပြီးတော့မှသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့အဲဒီကဘာအပေါ်မှာလေလံမှုပြုတ်လုလာတယ်ဆိုတာကိုကိုတို့အခုနောက်ပိုင်းမှာ တွင်တွင်ကျကျလေး အတိခဲ့ရတာပေါ့နော်အဲ့ဒါကြောင့်မလို့ကိုလိုကအခုနေ့အချိန်ခါမှာဒီကဘာကြီးနဲ့အတူနော်ကိုလိုအိန္ဒိယနိုင်ငံတွေနဲ့အတူကိုလိုနိုင်ငံအစိုးရနဲ့အတူကိုလိုကဒီစကမ်မာခေါ်ကြားဖြတ်တိုက်ဖြတ်ရေးကိုကိုလိုအရင်တော့ပြောထားတဲ့ပလန် A ပလန် B ပလန် C ဆိုတဲ့နေရာမှာ ကိုလိုအရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့အခါကျတော့ကိုလိုက အခုအဲကိုတို့ကပလန် B ကိုကြော်ပြီးတော့ပလန် B ပလန် C B နဲ့ C ကိုတခါတည်းပေါင်းပြီးတော့ကိုတို့ဟိုအပီးတိုင်းဖေရှားရှင်းလင်းဖို့အတွက်ကိုကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းပြောရှိပါအကိုတို့အဲ့ဒီမှာတိုက်တိုက်ဖြတ်ဖို့ကဘလို့အစီအစဉ်ရှိလဲကိုတို့တိုက်ဖြတ်ဖို့ကတော့လက်ရှိကတော့အကိုတို့ဟိုဒီပြီးခဲ့တဲ့ကာလတော့ကလည်းကိုတို့ဒီ ထိုင်းရဲ့အခုတို့နိုင်ငံရဲ့အလီဆုံးထိုင်းနယ်စပ်မှာလည်းထိုင်းဝန်ကြီးချုပ်ဟိုပြောလာတာရှိတယ်ဒီပေါ်မှာလည်းကိုတို့လေးစားတံပိုးထားပါတယ်အဲ့တော့ဒီနောက်ဒီကိုတို့ဒီကမ္ဘာနိုင်ငံအသီးသီးကလူလာနေတဲ့ဒီဒီဒီကြားဖြတ်ဖေရှားရှင်လေးကြီးကိစ္စကိုကိုတို့ကတော့အခုကိုတို့တိုင်ကဒီအစိုးရတာဝန်ရှိသူတွေနဲ့ကိုတို့ဒီပူပေါင်းပြီးတော့ကိုတို့ကတော့တော့လုံးဝပပျောက်နေကြည့် ဒီရပ်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပိတိုက်ဖယ်စားရှင်းလင်းတော့မှာပေါ့ဟုတ်ကဲ့ဒီတစ်ခါတိုက်ခိုက်ပြဖို့ကဟိုအပီးဆင်းလမ်းမှာပေါ့နော်ဟုတ်တယ်ဒီတစ်ခါမှာကျွန်တော်တို့အပီးရှင်းပါဟိုအဲ့ဒီအခုအခုတော့ထတ်တတ်ခိုက်ဖို့ဟာဟိုကေကေပါလိုမျိုးဖြစ်နေပြဿနာလားအခုတော့ဒါမှမဟုတ်အခုကအခုတော့ပြတ်ထုတ်ချင်တာလားတဲ့ဒီကိပတ်မစားဘူး ဒီဘက်မဆိုင်ဘူးဆိုတော့ကကျွန်တော်တို့ကငကူတဲကမူလကလေးကကျွန်တော်တို့ဟိုကြားဖြက်နေနေအထူးတက်ဖွဲ့ရရှိပြီးသားပဲကျွန်တော်တို့အလုံးလောက်ရမဲ့အချိန်ရောက်ပြီကျွန်တော်တို့ကြားဖြက်အထူးနေနေတက်ဖွဲ့ဟာကျွန်တော်တို့ဒီမြန်မာပြည်သူနဲ့အိန္ဒိယထိုင်းနိုင်ငံပြည်သူတွေအတွက်ရောကဘာကြီးမှာရှိတဲ့ပြည်သူတွေအတွက်တော့ကျွန်တော်တို့တက်နိုင်တဲ့လောက်ကျွန်တော်တို့အလုံးလောက်ရမဲ့အချိန်ရောက်ပြီကျွန်တော်တို့ရောက်တဲ့အတွက်ကျွန်တော်အလုံးလောက်တာ အကိုတို့ရည်ရွယ်ထားတာဟိုဆက်ပေါ့လူဦးရေတော့မလောက်လောက်ရှိမလဲအဲ့ဒါအစ်စကက်မှာဖွက်ကိုတော့ကိုတို့ဒီဝန်းကျင်ပေါ့ဒီရှိကုတ်ကဝန်းကျင်အဲ့လိုပေါ့ဟိုဟိုနည်းနည်းဒီနည်းနည်းလေးကိုကိုတို့အဲစရင်ရထားတော့တထောင်ကြွကြော2000ပေါကွန်ကျင်လောက်တော့ရှိမယ်လို့ကိုတို့စရင်ရထားတယ်အဲ့ဒီဥစားနိုင်ငံကြားသားတွေဥရောပနိုင်ငံသားတို့ဘယ်နိုင်ငံတွေပါလဲရှိမလဲ အဲ့လိုတော့ကိုတို့ဒီလက်ရှိဒီစစ်စင်အခုဖမ်းစည်းတဲ့စစ်စင်လုံးမှကိုတို့ဖမ်းပြီးမှအဲ့လိုမျိုးတည်ရမှာဘာလို့လူဦးရေများတယ်ဝင်ရောက်နေနေတဲ့အဖွဲ့နဲ့ဒီအထက်ကလူဦးရေကထင်ထားတာထက်ပိုများသွားရင်တော့ကိုတို့ဟိုတနေ့လေးထိတ်တရားခတ်တာပေါ့နော်ဘာကြောင့်လဲဆိုတော့အရှင်းပြောရင်လူဖမ်းတဲ့နေရာမှာလဲသူတို့ကလက်နက်ကင်ထားတဲ့ရန်သူတွေမဟုတ်တော့ဒါကိုကိုတို့ကလက်နက်သုံးကိုမရှိဘူး ဟိုရှင်းရှင်းပေါ့ထိခိုက်တံရအောင်ကိုတို့လုံးလို့မရဘူးဆိုတဲ့နေရာမှာတော့အဲသူတို့ဝယုံသုံးကဖြတ်ပြီးသွားရင်တော့ကိုတို့ထိန်သိမ်းရတော့နည်းနည်းခက်တယ်ဒါပဲအဲ့အတွက်လည်းကြိုတင်ပြီးတော့ဟိုပြောပြထားတာတော့ရှိတယ်ကိုတို့လုံးလုံးမယ်ဆိုလို့ရှိရင်တော့ဒါလေးတွေတော့ရောက်လာနိုင်တဲ့အကြောင်းပေါ့နော်အဲသူတို့ကချောင်းကူးပြီးတော့ဟိုပြေးကြတာ哦ဒီအခုစကမ်မာတိုက်ခိုက်ဖြတ်ဖို့ကဟိုအပီးရှင်းလိုက်မလို့လားတဲ့ဒါမှမဟုတ်ဟိုစပါ ဟိုဟန်ဆောင်ပြီးတော့တရုတ်ဆောင်ပြီးတော့လောက်တာလားအဲ့အဲ့ဒါကတော့ကျွန်တော်တို့ဒီချိန်ဒီကာလဟန်ဆောင်တရုတ်ဆောင်လုပ်လို့ရတဲ့အချိန်ကာလမဟုတ်တော့ဘူးကျွန်တော်တို့ကကျွန်တော်တို့ကဒီချိန်ဒီကာလဟာကျွန်တော်တို့အပြက်ကိုချိန်မောရမယ်ကျွန်တော်ခုနပြောပြီးပြီကျွန်တော်မှ plan A plan B plan C ဆိုတာရှိတယ်ကျွန်တော် B ကိုကြော်ပလိုက်ပြီးကျွန်တော်တို့ C ဆိုတာဒါကျွန်တော်တို့ဇက်သိမ်းမယ် C ရဇက်သိမ်းမယ်ဒီဇက်သိမ်းကိုဒီကြားဖြတ်ဆိုတော့ကျွန်တော်တို့ဒီ ဝေလင်ကိုင်းဟာကျွန်တော်တို့နိုင်ငံကနေပြီးတော့မှเนาะဒီဒါကဒီတစ်ခါဆိုရင်တော့အပြီးတိုင်အဲကျွန်တော်တို့ပပောက်အောင်လောက်ရမယ်အခြေရောက်ပြီကျွန်တော်တို့အထူးနေနေတပ်ဖွဲ့အနေနဲ့အဲဒီစကမ်မာကိုကျွန်တော်တို့ဟိုအပြီးတိုင်ချိန်မိုးရမယ်အခြေရောက်ပါပြီလို့အခုအမေရိကန်နိုင်ငံသား PR နဲ့ပါလို့လားအဲ့စကမ်မာတို့အခုတို့ပြန်တိုက်ခိုက်ထုတ်နေတာဟဲ့ကျွန်တော်တို့က ပွေလင်းပြောရင်ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတခါကျတိုက်ဆိုင်လာတာရှိတယ်အများနဲ့တိုက်ဆိုင်လာကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငိုတဲ့ရာထားပြီးသားဒါမဲ့အဲကျွန်တော်တို့ရာထားတဲ့ကာလနဲ့အဲတိုက်ဆိုင်မှုလေးတွေကတော့ဒါလေးရရှိတယ်ဖိအားကြောင့်မဟုတ်ဘူးကျွန်တော်တို့လုံတိလုံထိုက်တဲ့အရာကျွန်တော်တို့လုံလုံနေတာဒါဒီကြပြက်နေနေအထုတက်ဖွဲ့ဆိုတာလဲကျွန်တော်တို့ကအခုမှဖွဲ့ခဲ့တာမဟုတ်ရေဒါမဲ့ဒီအလုပ်ဒီအဖွဲ့ကဒီအလုံးလုံးအမဲအချိန်ကိုရောက်လာပြီရောက်လာတဲ့အတွက်ကိုကျွန်တော်တို့ကအလုပ်လုပ်ရှင်ဖြစ်တယ်ဖိအားလည်းမဆိုင်ပါဘူး အဲ့တယုတ်ခင်းအားနဲ့ပလာပလာလေးလားတဲ့မရှိပါဘူးကျွန်တော်တို့ကျွန်တော်တို့ကိုဟိုဘယ်ဖိအားမှမဟုတ်ပါဘူးကျွန်တော်တို့ကကျွန်တော်တို့လှုပ်တိလှုပ်ထိုက်တဲ့အရာမျိုးလို့ကျွန်တော်တို့ကလုပ်ရတာပါငါအခုဟိုပမာဒီကအစိုးရနဲ့ဟိုကေကေပါကနဲ့အဲ့လိုဖိအားနဲ့ပလာတဲ့ဖိအားရေလို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီငွေလိန်ဂိုင်းဆိုတာကတော့တကဘာလုံးရဲ့ဖိအားရှိတယ် တကဘာလို့ရဲ့ဖိအားဆိုတဲ့နေရာမှာအစိုးရရဲ့ဖိအားမဟုတ်ဘူးပြည်သူအားလုံးရဲ့တကဘာလို့ရဲ့ရှိတဲ့ပြည်သူအားလုံးရဲ့ဖိအားဆိုတာဖိအားလို့ပြောပဲဆိုပြီးတော့အားလုံးရဲ့ဖိအားရှိပါတယ်ဆိုတော့ကျွန်တော်တို့ကဒီပြည်သူတွေနေစဉ်နေအမျှဒီလိုဖြစ်နေတယ်ဆိုတော့အရင်တော့ကတော့ကျွန်တော်တို့အလောက်ထိတည်တည်ဝင်ဝင်အဲတည်တည်ချာကိုတကယ်မသိခဲ့တာအခုနောက်ပါတဖြည်းဖြည်းတဖြည်းဖြည်းနဲ့တော်တော်လေးခြေပြလာတယ်ဗျခြေပြလာတယ်ဆိုတော့ဒါကြီးကမဖြစ်သေးတော့ဘူးလို့ကျွန်တော်တို့က ဒါအခြေခြေခါခါကျွန်တော်တို့ဆွေးနွေးပြီးတော့ကျွန်တော်တို့အထူးတက်ဖွဲ့ရတော့အခုကျွန်တော်တို့ဒီမူလအစီအစဉ်ထားတဲ့အစီအစဉ်တွေကြော်ပြီးတော့ကျွန်တော်နောက်ဆုံးအစီအစဉ်ကိုကျွန်တော်တို့အကောင့်ထည့်ဖို့ကျွန်တော်တို့စတင်လုပ်ဆောင်တာဖြစ်ပါတယ်။နောက်ပြီးတော့ဟို BGF အရာရှိတွေအဲ့လိုမျိုးပေါ့နော်အဲ့ဒီသူတို့ဖြစ်အားဟိုသဘောပြေတနာမျိုးမျိုးစတဲ့ခါကျတော့အဲ့လိုမျိုးအခုတို့လား လာလာဖြည့်စင်းတာလားလာတိုက်ခိုက်တာလားအဲ့လိုမျိုးอืมဘယ်သူကတိုက်ခိုက်တာလဲအကူတော့အဲ့ဒီလူကြီးပဲပိုက်ဆိုင်ရပါတော့လာကြောတော့ဟိုစားပေါ့နော်အဲ့မှာလူများပြင်းအားလာတဲ့ခါကျတော့အကူတော့ထွက်လာပြီးတော့လာတိုက်ခိုက်တာလားအဲ့ကစကက်မှာပွဲမဟုတ်ဘူးကျွန်တော်တို့ကလကူလေးကအကူကကျွန်တော်လူကြီးရဲ့မူဝါဒရှိပြီးသားရှိပြီးသားလောက်ရမှာလောက်ကိုလောက်ရမှာ ဟိုဟိုကျွန်တော်တို့လူကြီးတွေကိုဖိအားပေးလို့မဟုတ်ဘူးဒါကတိထားမဲ့အရာပဲလေဒါကကျွန်တော်တို့တိထားပြီးတာဒါပေမဲ့ဒီစကမ်မာနဲ့လည်းကျွန်တော်တို့ကြီးခဲ့တယ်နဲ့လေအခုကတော့ဟိုမျိုးစုံပါဗျာတရင်မှာတော့မျိုးစုံတွေထွက်နေတာပေါ့ဒါပေမဲ့ဟိုတခုရှိတာကအဲကျွန်တော်တို့ကဒီလုပ်ငန်းတွေဒီလုပ်ငန်းတွေမှာ share ရယူထားခြင်းကျွန်တော်တို့မလုပ်ထားဘူးမလုပ်ထားဘူးကျွန်တော်တို့ကဒီဒီမြေကြီးဒီမြေကြီးအပေါ်မှာပဲဒီအဆောက်အဦဆောက်ပြီးတော့မှနေခွေပေးလိုက်တဲ့အပေါ်မှာပဲ အဲဒါနည်းနည်းပြဿနာရှိသွားတာဒါကြောင့်မလို့ကျွန်တော်တို့မြေကြီးပေါ်မှာပြမနေတော့ဘူးကျွန်တော်တို့ကတော့တခါတည်းဟိုဒီကိစ္စကိုအပီးတိုင်းရှင်းလင်းမှရတော့မယ်ဆိုတဲ့အနေအထားမျိုးကိုလည်းအဲကျွန်တော်တို့ကအချိန်ချင်းခါခါတင်ပြပြီးတော့အခုဒီနေ့ကျွန်တော်တို့အကောင့်ထဲပေါ်ဖို့လုပ်လာတော့ဗောနော်ဒါရှင်းပြမယ်ဖိအားတဲ့တိုက်ဆိုင်သွားတာလည်းပါတာဗောအခုတော့ဟိုအခုတော့ဒီနေ့ဆန္ဒအကုန်လုံးအဲ့ဒီစကမ်မာလေတိုက်ခိုက်ပြဖို့နောက်ပြီးတော့လူများဟိုအာ VGF ကောင်းဆောင်ဟိုဥစ္စာပေါ့မကောင်းကြောင်းနဲ့ပျော်နေဟာလေအကုန်လုံးအကိုတို့ပြတ်နိုင်အောင်အကိုတို့လွတ်ပြတ်หนีပြတ်မှာပေါ့လားအဲ့လိုမျိုးပုံစံဖြစ်နေမှာကျွန်တော်တို့ကအခုရှင်းရှင်းပြောရင်ကျွန်တော်ဟိုးကျွန်တော်ကျွန်တော်ပြောခဲ့ဘူးတယ်ကျွန်တော်တို့ဘာကြောက်ဒီကြားဖြတ်နှိမ်နေရလဲကြားဖြတ်အထူးနှိမ်နေတက်ဖွဲ့ဖွဲ့စီရလဲဆိုတော့တစ်ချက်ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိတ်ခါအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံတိတ်ခါအတွက် သုံးချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံတိတ်ခါတွေ့လေးချက်ကျွန်တော်တပ်ဖွဲ့ဂုံတိတ်ခါဒီဂုံတိတ်ခါလေးခုနောက်ပြီးတော့ငါးချက်ပါကျွန်တော်အကြီးကဲဂုံတိတ်ခါဂုံတိတ်ခါငါးခုအတွက်ကိုကျွန်တော်တို့ကဒီဂျာပြတ်နေနေရေးကိုမဖြစ်မနေကျွန်တော်တို့လုတ်ကူလုတ်ရမယ်ဆိုတဲ့အချိန်ပေါ့နောက်သုံးချက်ပါတယ်သုံးချက် ကတော့တစ်ကနိုင်ငံအတွက်နိုင်ငံရဲ့ဂုံတိတ်ခါနှစ်ချက်ကပြည်နယ်ရဲ့ဂုံတိတ်ခါသုံးချက်ကလူမျိုးရဲ့ဂုံတိတ်ခါလေးချက်ကတပ်ဖွဲ့ရဲ့ဂုံတိတ်ခါ ငါးချက်ပြပြကြည့်ခဲ့ကိုတိတ်လာအခုဒီတိုက်ခတ်တိုက်ခိုက်ပြဖို့อ่ะအဲ့စကမ်မှာဖွဲ့လို့အခုယူရီးယားနဲ့ကန်မှာဘာလေညွန်ကြားမှန်ပါလေပြောချင်လို့လေအဲ့ဒါလရှိရတော့ကျွန်တော်တို့ကတော့အနည်းဆက်ဆုံးကတော့ထိုင်းနိုင်ငံနဲ့ကျွန်တော်တို့ကအနည်းဆက်ဆုံးဟိုကျွန်တော်တို့နေထိုင်တာဖြစ်တယ်။နံပါတ်1ကတော့ကျွန်တော်တို့ကတော့လက်ရှိဒီအဲကြားဖြတ်နေနေရေးမှာလက်ရှိကျွန်တော်တို့ အဲနိုင်ငံအစိုးရကနေပြီးတော့ကျွန်တော်တို့ဥဆောင်ပြီးတော့လောက်တာဖြစ်တော့ဗောနော်အဲတော့ဒီအစိုးရဥဆောင်မှုနဲ့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်တယ်နောက်ပြီးတော့အိန္ဒိယထိုင်းနိုင်ငံရဲ့အကြံဉာဏ်တွေနဲ့လည်းကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုတွေပေါ့နော်ကျွန်တော်တို့လည်းလက်ရှိအကြံဉာဏ်တွေရယူပြီးတော့မှကျွန်တော်တို့အကောင်းဆုံးပူပေါင်းဆောင်ရွက်သွားမယ်လို့ဟုတ်ကဲ့အော်အခုတော့စပြီးတော့ဟိုပြအဲ့မှာတိုက်ခိုက်ပြဖို့ တခြားကနိုင်ငံသားသားပါနဲ့ခါကြတော့အခုတို့ဘလို့ပဲညွန်ကြားချင်းတယ်ဘလို့ပြောချင်းတယ်အဲ့အဲ့အခုအခုထပ်ဖမ်းမှလည်းလူတယ်အဲ့တကယ်ပေါ်လာပြီးတော့အဲ့နိုင်ငံသားသားကိုအခုတို့ဥပမာအဲ့မှာတရုတ်ပဲဖြစ်ဖြစ်ညိုရီးယားပဲဖြစ်ဖြစ်အခုတို့အဲ့သူတို့ဘွက်ကိုဘလို့ညွန်ကြားချင်းတယ်အဲ့လက်ရှိရတော့အမြန်ဆုံးပေါ့ကျွန်တော်တို့ကအခုပြဿနာကကျွန်တော်တို့က သူစဖမ်းတဲ့အချိန်ကနေအဲအခုချိန်ထိပေါ့နော်ကျွန်တော်တို့ဟိုစကန်မှာစပြီးတော့မှနေနေရင်စလုပ်တဲ့အချိန်ကနေအခုချိန်ထိလက်ပြမခေါ်သေးတာကလူ100ကျော်ရှိသေးတယ်လူ100ကျော်ရှိသေးတယ်လုံးလုံးမခေါ်တာက9နိုင်ငံရှိတယ်လုံးလုံးကြီးကိုလုံးလုံးကြီးကိုမခေါ်တာ9နိုင်ငံခေါ်ဖို့အခုချိန်ထိကြံနေတာ100ကျော်ရှိတယ်ပေါ့ဒါပေမဲ့ဒီနေ့အချိန်ထိမှာအဲလက်ရှိအခုလွှဲဖို့ကြံတာက1269ဦးရှိတယ် ဒါလွှဲဖို့ကြံနေတာဟုတ်နော်ဒီจํานวนคนที่จะต้องส่งคืนนี่ประมาณ1,100เนาะဟုတ်ကိုတို့ဆက်ဆက်ချင်းကလေးကဟိုမူလအဆကလေးကအခုချိန်ကြီးကိုလမ်းမခေါ်တာ100ကျော်ရှိတယ်ตั้งแต่ปฏิบัติการครั้งแรกมีประมาณหนึ่งร้อยกว่าคนที่ร้อยกว่าคนยังไม่มารับเลยครับเออไอ้เทียมามาไอ้เทียมามาลงว่าละไม่ขอละก็งานไงแต่กูเลชิฉีนี่ที่มา အကူတို့တောက်လျှောက်တောက်လျှောက်ဖမ်းနေတဲ့အခြေအနေထိမှာအကူလက်ရှိအခြေအနေထိမှာအကူတို့လက်ထဲမှာကို1269ဦးကျန်နေတယ်။ဆီးရီးယားလီယွန်ဘူရန်ဒီဟိုရိုဟိုကူအတူတူကူဘီနင်အင်းအဲ့ဒီငားနိုင်ငံကတော့ဟာပထေလုံးဝစားရောက်ကလေးကလုံးချန်တဲ့နိုင်ငံတွေကတော့နိုင်ငံပေါင်း40အခုတော့ဟိုစားပါ စားပြီးတော့ပြန်ပို့တော့မှာပေါ့ဗျပို့နေတယ်ပို့တောင်းလျှောက်လဲတောင်းလျှောက်ပို့နေတာအခုဆက်ဆက်ကလေးကအခုချိန်ထိလဲတောင်းလျှောက်ပို့နေတာမရက်သွားဘူးတောင်းလျှောက်ပို့နေအခုကကိုတို့လွှဲပြောင်းပြီးတဲ့နိုင်ငံကလွှဲလွှဲပြောင်းပြီးတဲ့နိုင်ငံက73နိုင်ငံအခုလက်ရှိလွှဲဖို့ကြံတာ29နိုင်ငံအခုကအဲ့လိုမျိုးကသူတို့နိုင်ငံတွေသူတို့လူလာပြန်မြန်မြန်လာယူမယ်ဆိုတော့အခုတော့ဟိုပို့ကောင်းတာပေါ့ပို့ကောင်းတာပေါ့ဒါဆိုတော့ အဒီထဲမှာဥမာအိန္ဒိယလိုမျိုးတရုတ်နိုင်ငံလိုမျိုးအဖိလစ်ပိန်းလိုမျိုးအဲ့လိုမျိုးဟိုအမြန်ဆုံးဟိုအဲ့လိုပေါ့ကိုယ့်နိုင်ငံသားတွေအခေါ်တာခေါ်တာမြန်အမြန်ဆုံးနိုင်ငံတွေပေါ့နော်အဲ့အဲ့လိုမျိုးခေါ်ပေးနိုင်ရင်တော့ပိုစင်ပြေတာပေါ့ပိုစင်ပြေတာဘာလို့ဒီမှာဟိုမြင်းမြင်းမြင်းမြန်ဖက်တော်မြင်းမြန်ရှင်းသွားတော့ပေါ့နော်ဟုတ်အခုကဟိုဘာမှပြရဆိုဆိုရပေါ့ဟို ဟိုဦးမျိုးလိုက်တော့ဘာတော့ဟိုစပေါ့ဟိုစကဲမှာတိုက်ခိုက်ဖို့သူတို့နဲ့ကြီးညာထားတယ်မဟုတ်လားဟုတ်တယ်အခုလည်းလက်ရှိကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရနဲ့အတူလက်တွဲပြီးတော့ပဲကျွန်တော်တို့လှုပ်ဆောင်သွားဖို့တွေဒီကိစ္စတွေရှိပါတော့ဟုတ်ကဲ့ကဲတော့ easy ပါလို့ပြောတော့ဟာ စဉ်းစားတာကြီးလိုက်ပြီအေးသေးပါတဲ့ဒါပြည်လေသွားမှာပါပြုတ်ပါဆိုတော့ခင်ဗျာကိုကျိုးစည်းဘွားဘလောက်လုံးမတ်ကြတော့ဆိုတော့နော်ကိုကျိုးစည်းဘွားဘလောက်မတ်ကြတော့ဆိုတော့ခင်ဗျာဘွားအပြည့်ရှင်းပါမယ်ဆိုတဲ့အောင်ရတယ်အေးသေးပါဘာညာကွီးကွာနဲ့ဩ